ဒီစကားလေးကတော့ဒုတိယသမဆက်ဖြစ်နေခဲ့တဲ့1944ခုနှစ်ကစတင်ထားတာပါ။နေရာနံပါတ်ပြည်ခက်တန်လေးစုနေနေတဲ့အချိန်လေးဖြစ်ပါတယ်။စီးပွားရေးတော့အလင်းမှာဆိုရင်အမေရိကန်ရေတပ်ပူးကြီးဖြစ်တဲ့အလီဇင်ဆိုတဲ့လူတယောက်ရှိနေခဲ့ပါတယ်။ဒီကလေးကဂျပန်စစ်သားတွေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။ဒါပေမဲ့အက်ဒီဆင်ကတော့ကံကောင်းစွာနဲ့ပဲလွမြောက်ပြီးတော့ရာမပေါင်းတစ်ခုပေါ်မှာရောက်သွားခဲ့ပါတယ်။သူဟာတယောက်တည်းပင်လေထဲမှာရပောင်းများစွာမြုပ်နေခဲ့ရပါတယ်။ဒီလိုနဲ့နောက်တစ်နေ့ကျတော့ဘူကြီးကကျောင်းတကျောင်းကိုလက်မြင်လိုက်ရပြီး ို့ကလည်းအဲ့ဒီကျောင်းစီကိုအများဆုံးလောခတ်ပါလိုက်ပြီးတော့ကန်ကိုရောက်တဲ့အခါမှာဖောင်ကိုဆွဲတင်ပြီးအကူအညီရှာဖို့အတွက်ပြည်ပဝန်ကျင်းကိုလည်းလိုက်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့ပင်တွေကျောင်းတွေကလွဲလို့ဘာမှမတွေ့ရပါဘူး။အဲ့ဒီနောက်မှာပဲဖခင်ကျောင်းတစ်ခုကိုသူတတိထားမိသွားခဲ့ပါတယ်။ဖခင်ကျောင်းလေးကိုဝင်သွားလိုက်တော့ကက်သလစ်တီလာရှင်အန်ဂျလာထွက်လာတာကိုသူတွေ့လိုက်ရပါတယ်။အန်ဂျလာကသူ့ကိုပြီးတော့လမ်းသွားခဲ့ပါတယ်။ဒါပေမဲ့အလီစင်ကမကြောက်ပါနဲ့ကျွန်တော်ကအမေရိကန်ပါ။ကျွန်တော်နဲ့ဆိုရင်မလုံခြုံပါတယ်လို့ပြောလိုက်ပါတယ်။ ပြီးတော့ဒီကျုံမှလူပနေရောက်နေတယ်လို့သူကစမေးခဲ့ပါတယ်။အန်ဂျလာကကျွန်မကလွဲလို့ဒီကျုံမှဘယ်သူမှမရှိပါဘူးလို့ပြန်ဖြေပါတယ်။အလီဇင်ဟာမယုံဘူးဖြစ်နေခဲ့ပါပြီ။အန်ဂျလာကသူ့ကိုသူ့မရဲ့တဲ့အင်စီခေါ်သွားလိုက်ပြီးတော့အစာတောက်ပေးပေးပါတယ်။အလီဇင်ကလည်းဘာကြောင့်များတယောက်တည်းနေရတာလဲလို့သူ့မကိုမေးတော့အန်ဂျလာကသူ့မဟာဘုံတော်ကြီးတစ်ပါးနဲ့အတူအသက်ကြီးဘုံတော်ကြီးတွေကိုဂျပန်စစ်သားတွေလက်ကနေကဲထုတ်ကိုအတွက်ဒီကျုံကိုရောက်လာတာလို့ရှင်းပြပါတယ်။ဒါပေမဲ့သူတို့ရောက်လာတော့ဂျပန်တွေကဒီကျုံကိုသိမ်းပိုက်ပြီးဘုံတော်ကြီးတွေကိုဖန်တာခဲ့ပါတယ်။ အခြေအနေအရင်ကြောက်ဖို့ကောင်းတာကြောင့်အန်ဂျယ်လာနဲ့ပူလိုဂျီတို့ဟာရှေ့အနေငယ်ပုံအောင်ပူဆောင်ပြခဲ့ကြပါတယ်။အနေစရာကပူလိုဂျီဟာနေမကောင်းဖြစ်ပြီးဆုံးသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးကအန်ဂျယ်လာကတယောက်တည်းဖြစ်သွားခဲ့တာပါ။သူရဲ့စာတီကလူတွေကတော့သူမလည်းဖန်ခံရပြီလို့ထင်ကြပါတယ်။ဒါကြောင့်သူမကဘယ်သူကမှလာပြီးကမတင်ကြပါဘူး။အဲလီစင်ကသူ့ရဲ့အဖြစ်အပျက်ကိုပြန်လည်ပြောပြပါတယ်။သူဟာရေတတာတယောက်ဖြစ်ပြီးတော့သူရဲ့အဖွဲကိုဂျပန်စစ်သားတွေတိုက်ခိုက်ခဲ့တဲ့အကြောင်းပြောပြပါတယ်။သူကအသက်မသေးသေးပဲနဲ့ဒီကိုရောက်လာခဲ့တာပါ။ ခဏအနာယူပြီးတဲ့နောက်အဲလီစင်နိုလာတို့အန်ဂျလာကဖျောင်းလိုက်ထုံးပြီးဘုရားသခင်ရဲ့လက်ညှိုးမှုကိုရှာကဆူတောင်းနေတာကိုတွေ့ရပါတယ်။အဲဒီနောက်ပိုင်းနှစ်ယောက်ကအစာတောက်ရှာဖို့ထွက်လာကြပါတယ်။အဲလီစင်ဟာအုံပြီးတဲ့တတိတွေကိုကိုတပင်ပေါ်တက်ပြီးအန်ဂျလာကိုကမ်းပေးပါတယ်။ဒါပေမဲ့သူစီမပရိုတင်းထပ်ထပြီးတော့လိုအပ်နေသေးတာကြောင့်အင်လေတွေကလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။သူကချိုးနဲ့တစ်သားကိုယူသွားပြီးတော့ဖောင်းအပေါ်ကိုတက်ပါတယ်။အန်ဂျလာကလည်းသူ့ရဲ့နောက်ကနေလိုက်လာပါတယ်။သူတို့ကလေးအနာကိုယူသွားခဲ့ပေမဲ့နိုင်ရတာကလွယ်ကူမနေခဲ့ပါဘူး။ မကြခင်မှာပဲအလီစင်တယောက်ရေးခဲကိုပြကြသွားပါတယ်။ဒါပေမဲ့အန်ဂျလာရဲ့အကူအညီနဲ့နောက်ဆုံးတော့လိတ်ကိုဖမ်းမိပြီးဂျွန်ဘိုကိုပြန်ရောက်လာခဲ့ပါတယ်။အလီစင်ကလိတ်ကိုချက်ပြုတ်ကြည့်တော့ကျွန်တော်တို့ဒီဂျွန်ဘိုမှာလိုအပ်တာအကုန်ရှိပါတယ်။ဘယ်သူမှလာမခဲ့ခဲ့ရင်တောင်မှကျွန်တော်တို့အနေနဲ့အသက်ရှင်နိုင်ပါတယ်လို့သူကဆက်ပြောပါတယ်။အန်ဂျလာကရှင်းအိမ်မှာဘယ်သူကြံခဲ့လဲလို့မေးလိုက်တော့အလီစင်ကလည်းသူဟာမိဘမဲ့တယောက်ဖြစ်ပြီး၁၄နှစ်ကလေးကမိဘမဲ့ကီဟာမှာကြီးပြင်းလာခဲ့ရတဲ့အကြောင်းပြန်ပြပြပါတယ်။ စာတင်ပြတာနဲ့သူ့ရဲ့နိုင်ငံအတွက်စစ်မှုထမ်းဖို့စစ်တပ်ထဲဝင်ရောက်ခဲ့တာပါ။အန်ဂျလာကလည်းမိဘမဲ့ဖြစ်တဲ့အကြောင်းဖခင်တခင်အပေါ်မှာသဝင်ယုံကြည်မှုအပြည့်ရှိတာကြောင့်ဒီလရှင်ဖြစ်ဖို့ရွေးချယ်ခဲ့တာပါလို့ပြောပြပါတယ်။နောက်နေ့မှာတော့သူတို့ကောင်းကင်မှာဂျပန်တိုက်လေရင်တစည်းကိုတွေ့လိုက်ရပါတယ်။အဲလီစင်ဟာလည်းလန့်သွားခဲ့ပြီးတော့အသက်အန္တရာယ်ရှိတာကိုသိတာကြောင့်အန်ဂျလာနဲ့အတူအမြန်ဆုံးခဲ့ပါတယ်။ရှင်အနေငယ်လောက်ပုံမေးရမယ်လို့သူမကိုပြောပြီးတော့ ပေးထားတဲ့လိုင်းကိုအကြောင်းပြုပြပါတယ်။ဘန်ချလာကသဘောတူတာနဲ့နှစ်ယောက်သားလိုင်းကိုထဲကိုပြောင်းရွှေ့ပြီးအနေကုန်အဒီချင်းမှာပဲနေကြပါတယ်။နောက်တနည်းမနဲ့မာချင်လောင်းနဲ့ပကွဲတန်တွေချလိုက်ရပါပြီ။အဒီကအပြင်ကိုချောင်းကြီးလိုက်တော့ဂျပန်လေရင်တွေဟာကျုံးကိုပုံကျဲနေတာတွေ့ရပါတယ်။အန်ဂျလာကလည်းကြောက်လန့်တကြားနဲ့ဆူတောင်းနေခဲ့လိုက်ပါတယ်။အဲလီစင်ကသူမကိုနှစ်သိပ်ပြီးစိတ်ငြိမ်အောင်ထားပေးရပါတယ်။ပုံကျဲတာတွေပြီးသွားပြီးတဲ့နောက်သူတို့နှစ်ယောက်အပြင်ကိုထွက်လာတော့အကုန်လုံးပြစီနေတာကိုတွေ့ရပါတယ်။သူတို့ရဲ့တဲအိမ်နဲ့ဖေယားချောင်းကလုံးဝပြစီသွားခဲ့ပါပြီ။ မကြခင်မှာပဲဂျပန်စစ်သားအဖွဲ့အဖွဲ့ကမိုးလေဝသစခန်းလာဆောက်ဖို့လာရောက်ခဲ့ကြပါတယ်။သူတို့ဟာအလီစင်ရဲ့ပေါင်ကိုလည်းဖြစ်စီဖြစ်ပါတယ်။သူတို့ကိုမြင်တော့အလီစင်နဲ့အန်ဂျလာတို့လှိုင်းကိုအထင်မှာပဲပုံနေကြရပါတယ်။စစ်သားတွေကပပတ်လင်မှာရှိနေခဲ့တာကြောင့်ပိုပြီးတရီထားနေခဲ့ရပါပြီ။သူဟာအန်ဂျလာကိုပိုနည်းနည်းနဲ့နေရာစီပုံခိုင်းလိုက်ပြီးတော့သူကတော့တန်းတစ်ချောင်းနဲ့အဆောင်အဖြေရနေခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲစစ်သားတွေကလှိုင်းကိုတဲကိုမြင်လာခဲ့ပင်နောက်ဆုံးမှတွေ့သွားကြပါတယ်။အဲ့ဒီအခါအန်ဂျလာကဂျပန်တွေကိုလက်နက်ချဖို့အကြံပြုပါတယ်။ ်သူမဟာဒီလရှင်တပားကိုထိခိုက်မှာမဟုတ်ဘူးလို့မျှော်လင့်ပြီးအင်ဂျလာအတွက်လည်းလွန်မြောက်ဖို့အတွက်အခွင့်အရေးရနိုင်လိမ့်မယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့အလီစင်ကအရင်ကအနေများတယ်လို့ပြောပြီးလက်မခံခဲ့ပါဘူး။သူတို့ဟာသူမကိုလည်းထိခိုက်အောင်လုပ်နိုင်သေးပါတယ်။သူတို့အနေနဲ့စပုံးပုံးဆုံးဖြတ်လိုက်ကြပါပြီ။အဲ့ဒီညနေမှာအလီစင်ကစစ်သားတွေကိုရှောင်ကျင်ပြေတော့ငါဘန်းမှုတိတ်တိတ်လေးတွေ့သွားခဲ့ပါတယ်။ဂျပန်စစ်သားတချို့ကသူကိုမြင်သွားတဲ့အခါမှာဒုက္ခသိကျင်အောင်ဆောင်ပါတယ်။အဲ့ဒီတော့စစ်သားတွေကအထင်မှားပြီးတွေ့သွားကြပါတယ်။ ်ဒူငါးကောင်ဖမ်းပြီးလိုက်ဖို့ကိုပြန်လာတော့အန်ဂျယ်လာနဲ့အတူငါးကိုစားကြပါတယ်။ဒါပေမဲ့အန်ဂျယ်လာကတီလာရှင်ဖြစ်ပြီးတဲ့နောက်အသာစားတာကိုရက်လိုက်ပါတယ်။ဒါကြောင့်မှစားစရာမရှိတာကြောင့်ဒူမကငါးကိုစားလိုက်ရပါတယ်။ဒါပေမဲ့ဒူမခန္ဓာကိုယ်ကမချေပြန်နိုင်တာကြောင့်နောက်မှပဲအန်ချလိုက်ပါတယ်။ဒူမဖိုက်စာလျက်နဲ့ပဲအိပ်ပျော်သွားခဲ့ပြီးအဲဒီနောက်ပိုင်းအဲလီဆင်ဟာဂျပန်စခန်းကိုစောင့်ကြည့်ဖို့အတွက်တိတ်တိတ်ကလေးပြသွားခဲ့ပါတယ်။ ်သူကမမြင်တာအောင်မျက်နှာကိုမဲအောင်လုပ်ပြီးတော့စာအတော့တွေကိုဘုစကန်တဲ့ကိုတိတ်တိတ်ကလေးခိုးဝင်သွားခဲ့တာပါဒါပေမဲ့စစ်သားတယောက်ရောက်လာတာကြောင့်အန္တရာယ်များတဲ့အခြေအနေနဲ့တညာလုံးပုံအောင်နေခဲ့ပါတယ်ဒီလိုနဲ့မနေ့ရောက်တော့စစ်သားတွေအပြင်မှာလေ့ကျင့်နေတော့အလီစင်ဟာပစ္စည်းအိတ်တစ်လုံးနဲ့တိတ်တိတ်ကလေးပြလာခဲ့ပါတယ်အန်ဂျလာနူလာတော့သူမရှိတာကိုတွေ့ပြီးသိသွားပြီးချင်းကထိလန့်သွားခဲ့ပါတယ်ဒီမှာကငွေကိုနေတော့အဲလီစင်ဖေးကင်းလုံးချုံစွာပြန်ရောက်လာတော့အန်ဂျလာကလည်းစိတ်သက်သာရရသွားခဲ့ပါပြီ သူပေးသွားတာကိုရှင်းပြပေးမယ်သူမကတော့သူ့ကိုမပြောဘဲထွက်သွားတဲ့အတွက်ဆိုပူပါတယ်အဲလီစင်ကနောက်တစ်ခါတပြီမလုပ်တော့ပါဘူးလို့ခရီးပေးပါတယ်နောက်တနေ့မှာအဲလီစင်ကအန်ဂျလာအတွက်ဘန်တပွင့်နဲ့ပြီးတချောင်းကိုလဲဆောင်ပေးပြီးတော့သူမပြောသွားခဲ့ပါတယ်ဒီလရှင်မလုပ်ခဲ့ပုံမှန်ဘဝနဲ့နေဖို့အတွက်စဉ်းစားဖို့တလားလို့သူကမေးပါတယ်အန်ဂျလာကသူမတစ္ဆာမဆိုရသေးတဲ့အကြောင်းနဲ့အပြည့်တိုင်းမဆုံးဖြတ်ခင်ဖီးယားသခင်ကငါးနှစ်အချိန်ပေးထားတဲ့အကြောင်းရှင်းပြပါတယ်ရုပ်ပြရဲ့အတန်တွေကြားလိုက်ရပြီးဂျပန်စစ်သားတွေကျုံကနေတော်သွားပြီဆိုတာသူတို့သဘောပေါက်သွားခဲ့ပါတယ် ်သူတို့အရင်ကိုပြောသွားကြပါတယ်စကန်ကကြံနေတဲ့ရေခါနဲ့အစာအတော့ခါပြဿနာမရှိတော့ပါဘူးအဲလီစင်ကအန်ဂျလာကိုသူ့တစ်သက်လုံးတယောက်တည်းနေခဲ့ရပြီးတော့ဒုက္ခတွေအများကြီးခံစားခဲ့ရတဲ့အကြောင်းပြောပြပါတယ်ဒါပေမဲ့အခုဆိုရင်တော့သူမနဲ့အတူပြောဆွေးခြင်းဖြစ်စီပြီးသွားတဲ့နောက်မှာသူမကိုလက်ထပ်ဖို့တောင်းဆိုလိုက်ပါတယ်။အန်ဂျလာတုံ့လုပ်သွားခဲ့ပြီးသူမကဖရာသခင်အတွက်ကိုကိုကိုမြုံနှံထားတာပါလို့ပြောလိုက်ပါတယ်။သူမအနေနဲ့ဖရာသခင်အပေါ်ထားတဲ့ခရီးကိုဖောက်ပြလို့မရပါဘူး။ အဲလီစင်ကလည်းအရန်ကိုဝမ်းနေသွားပြီမဲ့သူမကိုစိတ်ထိခိုက်အောင်လုပ်မိတယ်ဆိုရင်တောင်းပန်ပါတယ်လို့ပြောပါတယ်။အဲဒီမှာညနေစာစားနေတော့အဲလီစင်ကချက်ပန်းအရပလင်းကိုတွေ့ပြီးအရန်ကိုတောက်လိုက်ပါတယ်။မူနီခဲ့တဲ့အချိန်နဲ့အန်ဂျလာရဲ့တစ္ဆာကတိတွေကိုလောင်ပြောင်ပြီးတော့သူတို့ရဲ့အခြေအနေကိုလူသူမဲ့ကျွန်ပေါ်ကအာရန်နဲ့အင်းဝါလို့နှိုင်းရှင်ပြောဆိုမိခဲ့ပါတယ်။စိတ်ထိခိုက်သွားတဲ့အန်ဂျလာကလည်းမူရွာနေတဲ့တဲကတော်ထဲကိုပြေးဝင်သွားကအေးတန်နဲ့အတူအိပ်ပြောသွားခဲ့ပါတယ်။ အဲလီစင်ကလည်းသူမကိုလိုက်ရှာပေးမယ်ရှာလို့မတွေ့ခဲ့ပါဘူးနောက်တနေ့မနေ့ကျတော့သူမကိုသတိမိနေတာတွေ့လိုက်ရပါပြီသူကလည်းသူမကိုပူချပြီးစခန်းကိုပြန်လာတော့ဂျပန်စစ်သားတွေပြန်ရောက်နေတာတွေ့ရပါတယ်သူကသူမကိုလိုင်ကိုစီခေါ်သွားခဲ့ရပါတယ်လိုင်ကိုလည်းကိုရောက်တော့သူမရဲ့အခြေအနေကပူဆိုးလာခဲ့ပါတယ်အဲလီစင်ကလည်းအသက်ကိုစွန်စားပြီးတော့ဂျပန်စခန်းထဲကိုဝင်ရောက်ကဆောင်းတွေစေဝါတွေကိုကိုယူပါတယ်စစ်သားတယောက်ကသူ့ကိုမြင်သွားတော့အဲလီစင်ကကိုကိုကိုကကွဲတာအဲဒီစစ်သားကိုတပ်ပြီးအလောင်းကိုပွတ်ထားခဲ့ပါတယ် လိုက်ကိုတဲကိုပြန်ရောက်တော့အန်ဂျလာရဲ့ဆုံနေခဲ့တဲ့အဝတ်တွေကိုလည်းပေးခါစီဝါတွေတိုက်ကျင်းပါတယ်။အဲဒီအချိန်တော်တွင်သူစုတောင်းနေခဲ့ပါတယ်။နောက်တစ်နေ့မနေ့အန်ဂျလာတယောက်တတိပြန်ရလာတော့ဘယ်သူအဝတ်လဲပေးတာလဲလို့မေးပါတယ်။အဲလီစင်ကသူလဲပေးတာပါလို့ခံပါတယ်။သူမအခြေအနေကိုမြင်တော့မနေ့ညကသူ့ရဲ့စကားတွေအတွေ့တပြီးတောင်းပန်ပါတယ်။အန်ဂျလာကလည်းသူ့ကိုခွင့်လွှတ်ပေးလိုက်ပါတယ်။ရုပ်တရက်အပြင်ဘက်ကနေပုံကျဲတံတွေကြားလိုက်ရပါပြီ။ အလီစင်အားဂျပန်တွေကျုံကိုပုံပြောင်းချင်နေပြီးသူတက်လိုက်တဲ့စစ်သားအလောင်းကိုတွေ့လို့ဖြစ်မဲ့ဆိုပြီးမှန်းဆလိုက်ပါတယ်သူဖြစ်ကြောင်းကုန်စင်ကိုအန်ဂျလာအားပြောပြလိုက်တော့သူမကလည်းစိတ်ဖြစ်အားငယ်ပြီးပြန်လို့ပို့ဆိုတောင်းနေခဲ့ပါပြီဂျပန်စစ်သားတွေလိုက်ကိုအနာရောက်လာကဘယ်သူမှတွက်မလာရင်တော့လက်ပြပုံနဲ့ပြစ်လိမ့်မယ်လို့ချိန်ချောက်ပါတယ်အန်ဂျလာနဲ့အလီစင်တို့ကလည်းမျိုးလင်းချင်မဲ့နေခဲ့ပါပြီအန်ဂျလာကသူတို့အနေနဲ့အဆုံးသတ်တော့မယ်လို့ယုံကြည်ပြီးဆိုတောင်းနေခဲ့ပါတယ် ဲ့ဒီအခါမှာပဲကြီးမားတဲ့ပုံကျဲတိုက်ခိုက်မှုထပ်ပြီးဖြစ်ပေါ်ပြန်ပါတယ်။အပြင်ကဂျပန်စစ်သားတွေဟာထိုင်းလန်တကြားအော်ဟေကုန်ကြပါပြီ။အဲလီစင်ကအမေရိကန်ရေတပ်ဟာကျွန်းကိုပုံကျဲတိုက်ခိုက်နေပြီဆိုတာသိလိုက်ရပါတယ်။တို့တို့နေရာအပြင်ကိုအလူအရက်ပြည့်ထွက်ကြတော့အမေရိကန်လေယာဉ်တွေကဂျပန်စခန်းကိုတိုက်ခိုက်နေတာတွေ့ရပါတယ်။သူတို့ကအရင်ကပြောသွားခဲ့ပေးမယ်ဂျပန်တွေကကျွန်းပေါ်မှာအမြောက်ကြီးလေးလက်ဖွင့်ထားတာကြောင့်ရေတပ်အတွက်ကန်တက်ဖို့မလွယ်ဘူးဆိုတာလေ့လာသိသွားခဲ့ပါတယ် ဘုရားသခင်ကသူ့ကိုအမေရိကန်စစ်သားတွေကူညီစေခြင်းလိမ့်မယ်လို့အန်ဂျလာကပြောပါတယ်။အန်ဂျလာကသူ့ကိုဆုတောင်းပေးလိုက်ပါတယ်။ဒီလိုနဲ့အဲလီဆင်ဟာတိုက်ပွဲမြေပြင်ကိုဖျက်ပြီးတော့အမြောက်တွေကိုတခုပြီးတခုဖျက်ဆီးပြစ်ပါတယ်။သူတန်ရာရပေမဲ့အမေရိကန်စစ်တပ်အများအပြားရဲ့အသက်ကိုခေတင်နိုင်ခဲ့ပါတယ်။ရေတပ်ကပုံကျဲတာကိုရပ်ပြီးတော့ဂျွန်ပေါ်ကိုဘေကင်းစွာနဲ့ဆင်းသက်လာနိုင်ခဲ့ပါပြီ။အန်ဂျလာကလည်းပြလာပြီးတော့အဲလီဆင်ရဲ့တန်ရာတွေကိုပြုစုပေးပါတယ်။အဲလီဆင်ကသူမကိုငါတို့နှုတ်ဆက်ဖို့အတွက်အချိန်တန်ပြီးငါတို့နောက်ထပ်ဘယ်တော့မှပြန်ဆုံနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။ န်ကျန်လာကကျမရှင်တဲ့ဘဝကိုအတူတူမဖြတ်တန်းရရင်တောင်းမှရှင်ကအမြဲတမ်းကျမရဲ့နှလုံးသားထဲမှာရှိနေမှာပါလို့ပြောလိုက်ပါပြီရေတက်ကသူ့ရဲ့အလံကိုလွင့်တင်လိုက်ပါတယ်ဘိုးကြီးကအဲလီစင်အသက်ရှင်နေတာကိုမြင်တော့အာတင်သွားခဲ့ပါတယ်သူတို့ဟာသူပေပြီလို့ထင်ထားခဲ့ကြတာပါအဲလီစင်ကိုအများဆုံးခေါ်ပြီးတော့အန်ဂျလာကသူ့ရဲ့နောက်ကနေလိုက်ပါပါခဲ့ပါတယ်အဲလီစင်ဟာအန်ဂျလာကိုသူ့ကိုချစ်ဖို့ဒါမှမဟုတ်သူမရဲ့ဘာသာတရားကိုစွန့်ခိုင်းဖို့ဘယ်တော့မှမတင်အကြံမလုပ်ခိုင်းခဲ့ပါဘူးအန်ဂျလာကလည်းသူ့ကိုအမြဲတမ်းလေးစားခဲ့ပါတယ် ီရုပ်ရှင်ကတော့ကျွန်တော်တို့ကိုအခြေဆိုတာကအလိုရှိနေတာမျိုးမဟုတ်ဘဲနဲ့လည်းဖြစ်နိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်။လူနဲ့ရောက်ခွဲခွာနေရတယ်ဆိုရင်တောင်မှသူတို့ရဲ့နှလုံးသားတွေကဆက်သွယ်နေနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ။